ဟာရွာထဲကိုဝင်ပြတဲ့အေတက်တာတွေတနည်းအားဖြင့်ရွာထဲမှာစခန်းရှာထားတဲ့အေတက်တာတွေကိုစစ်ကောင်စီကနေပြီးတော့ drone နဲ့တိုက်ခိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ဆိုတော့ဒါဟာဂျိုဒူဝါရိုက်ခဲ့တဲ့ပုံစံအလိမ်ညာပြီးတော့ဖုံးပြနိုင်ကျိုးသွားတဲ့စစ်ပေါ်စစ်နဲ့တူအောင်တိုက်ကြမယ်လို့ဒါကျိုးသွားတာလည်းလိုက်ဆိုတော့အခုကစက်ပေါ်တော့စစ်နဲ့တူအောင်မတိုက်ပဲနဲ့ရွာထဲမှာပဲ စခန်းရှာတာမျိုးတွေဟာဒါဟာနေပြီးတော့ရေရွှေရှင်းရှင်းရှင်းနဲ့ရခိုင်ပြည်နယ်ကြီးကိုပျက်စီးအောင်ဖြစ်စီနေတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ဆိုတော့ဘောကျွတ်ခမ်းနဲ့တွေ့သွားတယ်။ဒီစစ်ကိုစစ်တပ်ကိုလက်နဲ့ရွာတွေကိုပြင်းထန်မှသာပဲနဲ့အေးအေးရှိတဲ့နေရာတွေပေါ့။အေးအေးရှိတဲ့နေရာကရွာတွေပဲဖြစ်တယ်လေ။အဲဒါကြောင့်မို့လို့ဒီစစ်ကောင်စီကရွာတွေတက်ကိုဝင်ပြီးတိုက်လာတာမျိုးတွေအများကြီးတွေ့တယ်။အလုံးပဲပါလို့သွားပါကိုချီရှာနဲ့ပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့ Arakat Tattoo A ရဲ့ ဒီတဲ့ထုတ်ပြန်ချက်အ short တလေးစီကလုံးဝလွင်မားနေတာတွေကျွန်တော်တွေ့နေရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နေတဲ့ဓာတ်တွေကိုစူးစူးပုံသတ်အစီအစဉ်တွေပြတ်ပြတ်တော့ဟုတ်ပြီဒါဆိုဒီကျွန်တော်ပရမအုဆောင်းအနေနဲ့ဒီလက်ရှိနေပြီးတော့အရက်ကတက်တော့ A ဟာသူတို့ပြောတော့ဗာအယတ်သားတည်တယ်အယတ်သားတည်တယ်ဆိုပြီးတော့သူတို့ထုတ်ပြန်တာမျိုးတွေအများကြီးတွေ့နေရတယ်ဒါပေမဲ့ဒီအယတ်သားတည်တဲ့စည်ရင်းတွေကိုသူတို့ထုတ်ပြန်လိုက်တဲ့ဒီစည်ရင်းတွေကျွန်တော်ပြန်ကြည့်ကြည့်ရှုလိုက်တဲ့အခါမှာစမူထန်ဥပဒေနဲ့အကျုံးဝင်နေတဲ့လူတွေပဲ တင်နေကြတာကျွန်တော်တွေ့နေရပါတယ်။ဘာကြောင့်ဆိုတော့ဒီမှာနေကအသက်16နှစ်ကနေ25နှစ်ကြာအသက်16နှစ်ကနေ36နှစ်ကြာအသက်16နှစ်ကနေ45နှစ်ကြာဒီလိုအရွယ်တွေပဲတင်နေတာကိုကျွန်တော်တွေ့နေရတယ်။ဆိုတော့ဒီအရွယ်တွေတင်တာကိုတို့လက်ရှိနေပြီးတော့အယတ်သားတင်ပါတယ်ဆိုလို့ဒါတို့တို့ဘောတော့ဒီလိုမျိုးသတင်းထုတ်ပြန်လာမျိုးလို့ကျွန်တော်အများကြီးတွေ့နေရပါတယ်။ဆိုတော့ကဒါတွေကိုကျွန်တော်ပြောလိုက်ခြင်းအပြင်တချို့လူတွေကဒါကျွန်တော်ကိုနေပြီးတော့အတားဘိုးမပါညာဆိုပြီးတော့ပြောကောင်းပြောလာနိုင်ပါတယ် ဒါမဲ့တရှိသိထားစေချင်တာကတော်တော်ဘာလဲဆိုတော့အဖွဲအစည်းရဲ့အဖွဲအစည်းကိုခင်တွင်မှုစိတ်ခံစားချက်ဒီများပြနေတဲ့ဒီကျွန်တော်တို့တနည်းအားဖြင့်ငပိမ့်တယ်ကိုအေပိမ့်ပေါ့ဒီလိုမျိုးအေပိမ့်အစိုးရတော့ဒီလိုမျိုးပြောလာနိုင်ပါတယ်ဆိုတော့ကကျွန်တော်ကတခုသိထားမှာကအဖွဲအစည်းနဲ့လူမျိုးရေးဘာမှမဆိုင်ပါဘူးအဖွဲအစည်းကိုကျွန်တော်တို့ခင်တွင်မှုစိတ်ခံစားချက်များပြီးတော့ တချို့တည်းလူတွေကပြုံးပြလာနိုင်တယ်အဲတချို့တည်းကြတဲ့ကဒါတွေဟာနေပြီးတော့လူမျိုးရင်းနဲ့အဖွဲ့အစည်းနဲ့ဘာမှမဆိုင်ပါလားဆိုတော့အသိဉာဏ်မျိုးကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ထမင်းစားတဲ့အသိဉာဏ်မျိုးအဲဒီလိုဉာဏ်မျိုးရှိတဲ့လူတွေကကျွန်တော်ဘာမှပြောမှာတော့မဟုတ်ပါဘူးဆိုတော့ဟုတ်ပြီဒါဆိုကျွန်တော်ဒီဟာကိုကျွန်တော်ဒီအချက်လက်နဲ့အချက်လက်တစ်ချက်ကိုကျွန်တော်အနေနဲ့တင်ပြလိုပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်ကြအောင် လို့ဒီကျွန်တော်စစ်တရဲ့စစ်တလဘလို့ဒီ2025ရင်းနဲ့ရွှေနဲ့ဒါသူတိုက်ပွဲဖြစ်ကြတာကိုပို့ပြထားတဲ့ဗီဒီယိုဖိုင်ခုဖြစ်ပါဆိုတော့ဒါနေပြီးတော့ဒါနဲ့ဂျိုဒူကအဲ့ထားဖြစ်တဲ့လိန်ညာထားတဲ့ဗီဒီယိုဖိုင်နဲ့မဟုတ်တလို့အလင်းအညာတွေကနေတင်ထားတဲ့ဗီဒီယိုဖိုင်နဲ့မဟုတ်ဆိုတော့ကဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာလက်ရှိဒီကျွန်တော်တို့ဒီကြောက်ဖြူမြို့နယ်ကဒီရွာထက်ကိုသူတို့ဝင်သွားတဲ့ဟာကဘာလဲဆိုတော့က အေးအေးတက်တာတွေရွာထဲကိုပြေးပြီးတော့ဝင်ကြတယ်။နောက်ပြီးလို့ရှိရင်သူတို့ဒီရွာထဲမှာစခန်းရှာထားတယ်။ဆိုတော့ကဒီလက်ရှိနေမှာစက်ကောင်စီကနေပြက်လိုက်တဲ့ဒီဒုံးတွေကဘာလဲဆိုတော့ဒီသူတို့ရဲ့ဒီရွာတွေထဲကိုကြာရောက်ပြီးတော့ပောက်ကွေးသွားတာမျိုးတွေအများကြီးတွေ့နေရတယ်။ဆိုတော့ကဒီဒီထက်မှနေပြီးတော့တချွတ်တက်တာတွေသေတာတွေတွေ့ကြတယ်ဒီဒီဗီဒီယိုခါနေမှာဆိုကျွန်တော်ဘယ်လောက်တွေ့ရလဲဆိုရင်သေသွားတဲ့ဒါမှမဟုတ်ဒဏ်ရာရတဲ့ အဲဒီသူတို့တက်သားတွေကိုတိုးပို့ပြီးတော့ထမ်းခုံသွားတဲ့ခါပါကျွန်တော်တွေ့နေရဆိုတော့ဒါတွေကိုကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့ခါမှာလက်ရှိနေပြီးတော့အရကတက်တော့ A ကတစ်ဖက်မှာဒီကျွန်တော်တို့ကျွန်တော်ခဏခဏပြောရပါလဲရှာပြားလေးနဲ့ပဲပြောပြီးတော့တစ်ဖက်မှာကြတော့သူတို့အောက်ရှင်မှာကြတော့လုံကြံကြလို့လုံနေကြတာမျိုးလေအများကြီးတွေ့နေရဆိုတော့ရွာထဲမှာတက်ဆွေတာတွေရွာထဲမှာခုံကြီးเจ้าတွေမှာစာတင်เจ้าတွေမှာတက်ဆွေထားတာမျိုးတွေရွာတွေထဲမှာ ီလိုမျိုးဝင်ရောက်ပြီးတော့နေထိုင်တဲ့အတွက်ဒီစက်ကောင်စီကလည်းတည်င်းရရချင်းယွာတွေတဲ့ကိုပဲပြစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေကျွန်တော်အများကြီးတွေ့နေတယ်။ပြီးတော့တေသွားရင်ယွာသားဆိုပြီးတော့ပဇာဖျားကနေပြီးတော့ပြိုလာကြတာမျိုးလည်းကျွန်တော်အများကြီးတွေ့နေတယ်။ဆိုတဲ့အခါလက်ရှိဒီကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်ကိုလည်းပြန်လည်တိရှိလိုက်တဲ့အခါမှာလက်ရှိဒီကျွန်တော်အာစာကလည်းပဲဒီလိုမျိုးတိုက်တယ်။တိုက်တဲ့အခါမှာသူတို့ဒီအဲ့ဒီမှာလည်း A တပ်ဖွဲ့ဝင်တွေက ရွာတွေထဲမှာပဲစခန်းရှာရတာရှိပြီးတော့ရွာတွေကနေပြီးတော့ရွာတွေကနေပြီးတော့အာစာရှိနိုင်တဲ့နေရာတွေကိုတင်တဲ့နှမ်းလမ်းဖြစ်တယ်။ဆိုတော့ဒီမှာနေပြီးတော့အာစာကလည်းပဲဒီမှာသူတို့တင်တဲ့လမ်းဖြစ်တဲ့နေရာတွေကိုပြန်ပြီးတော့ဖြစ်တယ်။ဖြစ်တဲ့အခါကျတော့နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ဖြစ်ပြီးတော့မထိခိုက်တဲ့နဲ့ရွာသားတွေထိခိုက်သွားတာမျိုးတွေအများကြီးတွေ့နေရပါတယ်။ဆိုတော့ဒါတွေလည်းပဲအရန်ကမှဒါရင်နာစရာဖြစ်တယ်။အဲ့တော့ဆိုလိုတာကလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ဒီနေကို PC အောင် ဖြစ်စည်းနေတာလားလို့ပဲဒါကျွန်တော်အနေနဲ့မေးဖို့ထုတ်ချင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိနေပြီးတော့ဗိုလ်ချုပ်ထိုးမြက်နိုင်ပြောသွားတယ်စက်ပေါ်စက်နဲ့တူအောင်တိုက်ကြမယ်ဆိုပြီးတော့ဒါသူပြောသွားတာမျိုးအများကြီးတွေ့တယ်။ဆိုတော့အခုကစက်ကတော့စက်နဲ့တူအောင်မတိုက်ပင်းနဲ့ရွာထဲမှာပဲစခန်းရှတာမျိုးတွေဟာဒါဟာနေပြီးတော့အပြစ်မဲ့တဲ့ရွာသူရွာသားတွေကိုတမန်တကာရည်ရွယ်ချက်ရှိရှိမထိခိုက်အောင်လှုပ်ဆောင်နေတဲ့သဘောမျိုးလို့ပဲကျွန်တော်အနေနဲ့ခင်မြင်သုံးသပ်မိပါ ဆိုတော့ဘောကျွတ်ထုံးမြန်နေပြောသွားတယ်ရာဒီစစ်ကိုစနစ်ပြုံးတိုက်မယ်ရွာတွေကိုပြစ်မှတ်မထားဘဲနဲ့အေးအေးရှိတဲ့နေရာတိုက်မယ်ဆိုတော့အေးအေးရှိတဲ့နေရာကရွာတွေပဲဖြစ်တယ်လေအဲဒါကြောင့်မို့လို့ဒီစစ်ကောင်စီကရွာတွေထက်ကိုဝင်ပြီးတိုက်လာတာမျိုးတွေအများကြီးတွေ့တာဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့နောက်ဆုံးပြပြချင်တာကကျွန်တော်ရဲ့အာရခနိုင်ငံတော်ကြီးစီပင်သားရွာပြိုးပြီးတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့စစ်တိုက်တဲ့နေရာမှာ တနည်းအားဖြင့်ဒါတော့ကျွန်တော်စစ်လို့တော့မသုံးလုံးကြင်ပါဘူးတပုတ်ပေါ်လဲစစ်တိုက်တဲ့နေရာမှာဒီလိုမျိုးလောက်ရမျိုးမလုပ်ပေးနဲ့လက်ရှိဒီရွာထဲကိုမှဒီအေတက်တာတွေမနေထိုင်ပေးနဲ့ကျွန်တော်တို့ဘာဘလို့ပုံစံမျိုးရှိနေရမလဲဆိုလို့ရှိရင်ရွာနဲ့အလားဝဲတဲ့နေရာတွေမှာရှိနေပြီးတော့စစ်ကောင်စီဘောပဲဖြစ်ဖြစ်အာစာဘောပဲဖြစ်ဖြစ်တိုက်ရိုက်တိုက်ခိုက်တဲ့မှာအခုကအာစာကိုအကြောင်းပြပြီးတော့ရွာတွေထဲကနေတိုက်တယ် ဲ့တော့အာစာလာရလည်းပဲယွာထဲကတိုက်တယ်အဲ့ဒီကယွာထဲကတင်လိုက်ပြတဲ့တည်းယွာထဲကိုပြန်ပြတယ်ဒါကတော့မထူးဆန်းဘူးကျွန်တော်ဒီ2018ဒီနဲ့စစ်တပ်စတဲ့တိုက်ခိုက်တဲ့အချိန်တုန်းက2018 2019 2020ဒီ3နှစ်လုံးလုံးကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကျွန်တော်တို့မင်းပြအာဒီကျွန်တော်တို့မြောက်ဦးကြောက်တော်ဒီစစ်တွေပောက်တော့ဒီလိုနေရာတွေအထိဒါကျွန်တော်တွားရောက်လို့ဒီမှာဒီကျွန်တော်စစ်ဘေးရှောင်ကလေးလေးတွေတွားပြီးတော့ စာတင်ပေးခဲ့တာရှိပါတယ်ဒီလိုစာတင်ပေးဖို့သွားတဲ့ခါမှာအဲ့မှာနေပြီးတော့ဒီစစ်ကြောင်းတွေကနေပြီးတော့ရွာတွေကိုဖျက်လာတဲ့ခါဘာတွေသွားတွေ့ရလဲဆိုတော့ရွာထဲကနေပြီးတော့အဲ့ဒီစစ်ကြောင်းကိုဝင်ပြီးတိုက်တယ်အဲ့လိုတိုက်လိုက်တဲ့အတွက်အဲ့ဒီစစ်ကြောင်းကနေပြီးတော့ရွာထဲကိုပြန်တိုက်တယ်ဆိုတော့နှစ်ဖက်တစ်ဖက်နဲ့တစ်ဖက်ဒီလိုပြန်လာပြီးတော့တိုက်ခိုက်ကြတဲ့အတွက်မထိခိုက်သင့်တဲ့ရွာသူရွာသားရွာသူရွာသားတွေထိခိုက်သွားတာမျိုးတွေကျွန်တော်အများကြီးမြင်ကြရပါတယ်ဆိုတော့လက်ရှိဒီကျွန်တော်တို့ ထုံးမြနိုင်ကျိုးသွားတဲ့စက်ပေါ်စနစ်ကိုတိတ်မယ်ရွာတွေကိုပြင်းမဲ့မထောက်ဖို့အပြင်းမဲ့တဲ့ပြည်သူတွေကိုပြင်းမဲ့မထောက်ဖို့ဆိုတော့ဒီစကလုံးမျိုးတွေကလက်ရှိတည်းကျွန်တော်ပြန်လေးကြည့်လိုက်တဲ့အခါမှာလေလိုင်းပေါ်ကရှာပြားလေးကထွက်လာတဲ့လေလိုင်းပေါ်ကလည်းရှာပြားလေးကထွက်လာတဲ့စကလုံးမျိုးတွေလို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။ဘာကြောင့်ဆိုတော့ဒီဗီဒီယိုဖိုင်တွေကိုကျွန်တော်ပြန်လေးကြည့်လိုက်တဲ့အခါမှာဒါဟာရွာထဲကိုဝင်ပြတဲ့အေတက်တာတွေတနည်းအားဖြင့်ရွာထဲမှာစခန်းရှာထားတဲ့ အေးတက်သားတွေကိုစစ်ကောင်စီကနေပြီးတော့ drone နဲ့တိုက်ခိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ဆိုတော့ဒါကဂျိုလူကရိုက်ခတဲ့ဗီဒီယိုပါတော့အလိမ်အညာဗီဒီယိုမှန်မို့ပေါ့။ဆိုတော့ဒီလိုမျိုးလှုပ်ဆောင်နေမှုတွေကလက်ရှိနေပြီးတော့ဒီကျွန်တော်စစ်ကောင်စီကလည်းပဲအဖက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာအောက်တန်းကျတဲ့နီလန်းတွေအပေါင်းရှစ်တရနီလန်းတွေကိုပုံမှုံပြီးတော့ရခိုင်ကိုတိုက်ခိုက်လာတာမျိုးရှိပါတယ်။ဒီလိုတိုက်ခိုက်လာနေတဲ့အချိန်မှာ ဒီအေကလည်းပဲရွာတွေထဲမှာစခန်းရှာတာမျိုးတွေရွာတွေထဲမှာအခုလိုမျိုးနေထိုင်တာမျိုးတွေရှိနေခဲ့မယ်ဆိုလို့ရှိရင်သူတို့ကရွာကိုပို့ပြီးတော့ပြမှတ်ထားတိုက်ခိုက်နေမှာဖြစ်ပါဒါကြောင့်မလို့အေဒီတကယ်တတိရှိတဲ့ရှိရဲဒါမှမဟုတ်ဘုံပိတ်ခါရှိစွာနဲ့စစ်တိုက်ခြင်းနဲ့ဆိုလို့ရှိရင်ဘုံပိတ်ခါရှိရှိနဲ့တိုက်ခိုက်ခြင်းနဲ့ဆိုလို့ရှိရင်ကျော်ရွာတွေထဲမှာမနေဘဲနဲ့ကျော်အယတ္တပြည်သူကိုမထိခိုက်တဲ့မထိခိုက်နိုင်တဲ့ နေရာမျိုးတွေကနေပြီးတော့ပြန်လေပြီးတော့တိုက်ခိုက်တက်ပါတယ်ဆိုတော့နောက်တစ်ခုလက်ရှိနေပြီးတော့အာစာကိုတိုက်ခိုက်တဲ့နေရာမှာလည်းပဲဒီကျွန်တော်တို့ရွာထက်ကနေပြီးတော့တိုက်ခိုက်တာမျိုးမဟုတ်ဘူးနဲ့ရွာပြင်ကိုထွက်ပြီးတော့တကယ်အာစာရှိတဲ့နေရာကိုပေါ်တိုက်တာမျိုးပဲဖြစ်တဲ့မှာဆိုတော့ဒီလိုမဟုတ်ဘူးနဲ့ကျွန်တော်တို့ကနေပြီးတော့လေလိုက်ဘောကလေလိုက်ဘောကနေရှာပြောက်ဘောထွက်လာတဲ့စကားတမျိုးအောက်ရှင်မှာလောက်တာတမျိုးဆိုလို့ရှိရင်ဒါကနေပြီးတော့ တတိရှိတဲ့ပုံစံမျိုးမတက်ရောက်တော့ဘဲနဲ့ရည်ရည်ရှိရှိရှိနဲ့ရခိုင်ပြည်နယ်ကြီးကိုပြစ်စီအောင်ဖြစ်စီနေတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ဒါကြောင့်မလို့ကျွန်တော်လည်းအတုသဘောဆောင်တဲ့အနေနဲ့ဝေဖန်ကျင်တာကလက်ရှိအာဆာကိုဖြစ်စေဒီဆက်ကောင်စီကိုဖြစ်စေအိတ်ခိုက်တဲ့နေရာမှာကျွန်တော်ဆက်သားပီပီတနည်းအားဖြင့်တိုက်ခိုက်ရေးသမားတွလိုင်းသမားပီပီတတိရှိစွာနဲ့ရွာပြင်ကိုထွက်ပြီးတော့တိုက်ခိုက်စေလို့တဲ့ ။နောက်ပြီးတော့အခုလိုမျိုးဒေါ်လာရေးကာလမှာရွာထက်မှာဒီကျွန်တော်တို့စကန်ရှာတာမျိုးတွေရွာထက်မှာနေပြီးတော့ဒီတက်စကန်လောက်ထတာမျိုးတွေကိုရှောင်ပြီးတော့ကျွန်တော်ရွာပင်ကိုထွက်ပြီးတော့ဒါကျွန်တော်တို့စစ်ကြောင်းရှိတဲ့နေရာတွေကိုပဲတိုက်ခိုက်ရှင်မောင်းတဲ့နယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့ကြံပြုတ်တင်ပြလိုပါတယ် ဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးစိတ်ကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူတရားကိုကျင့်စစ်တိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ